။ Premier League ရဲ့တန်ဖိုးအကြီးဆုံးကစားသမား10ယောက်မင်္ဂလာပါကိုခင်းစတဖုတ်ဘောရှိုးအနေချိုးသွားရယ်ကျွန်တော်ကိုခင်းပါဒီဗီဒီယိုလေးမှာတော့ Premier League ရဲ့လက်ရှိအချိန်မှာတန်ဖိုးအမြင့်ဆုံးဈေးအကြီးဆုံးကစားသမား10ယောက်ကိုပြန်လဲ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ပြီးရင်လည်းဒီကစားသမား10ယောက်ရဲ့တန်ကြီးတွေဘယ်လောက်ထိမြင့်တက်ခဲ့သလဲ ဘလောက်ထိုက်တန်မှုရှိသလဲမရှိသလဲစတဲ့ဆွေးနွေးချက်တွေကိုလည်းသုံးသက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျဒီတန်ဖိုးတွေကိုတော့ transfermarket.com ကနေကျွန်တော်ကိုးကားပြီးတော့ ကျွန်တော်ညကိုတွေကိုသုံးသက်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် transformmarket.com ရဲ့ပေါ်ပြထားသောတန်ကြီးတွေကတော့ကလပ်သင်းနှစ်သင်းကြားထဲမှာတကယ်ဖြစ်မြောက်သွားတဲ့တန်ကြီးတွေများပါတယ် Fabrizio Romano လို့ပုံကိုယ်တော်မှဒီတန်ကြီးတွေကိုအဓိကအခြေခံပြီးတော့တင်ဆက်ရေးသားမှုမျိုးတွေကျွန်တော်တွေ့ရပါတယ်တကယ်တမ်းမှာလည်းလက်တွေ့အပြောင်းရွှေ့ဖြစ်မြောက်တဲ့ဈေးနှုန်းနဲ့အနီးကပ်ဆုံးပေါ်ပြခန့်မှန်းနိုင်တဲ့ဈေးနှုန်းတရက်လည်းဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့ကျွန်တော်နံပါတ်30နေရာစပြီးတော့သွားမယ်နော် Martin အိုရီဂက်ဖြစ်ပါတယ်။အာစနယ်တင်းရဲ့ကွင်းလက်တိုက်စစ်ကစားသမားအိုရီဂက်ကတော့တန်ဂျီ15တန်းရော့ကျသွားတာဗျ။ တကယ်တော့မာတင်အိုရီကက်အနေနဲ့အရင်တုန်းကယူရိုတန်100တန်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဒီလိုတန်ချင်းရော့ချသွားတာကလည်းဒီနှစ်ဘောလုံးရာသီမှာမာတင်အိုရီကက်ရဲ့စွမ်းဆောင်ရည်ပိုင်းအနှဲငယ်ရော့ချသွားတဲ့အတွက်ကြောင့်သူ့ရဲ့တန်ချင်းတွေအလိုက်ပြန်ပြီးတော့အနှဲငယ်ရော့ချသွားခြင်းဖြစ်ပါတယ်မာတင်အိုရီကက်ရဲ့အသက်အရွယ်26နှစ်ရှိပြီဖြစ်တဲ့အတွက်ကြောင့်နောက်ဘောလုံးရာသီတွေမှာသူခြေစွမ်းဆက်လက်ပြသနိုင်ဖို့တော့လိုတယ်ဒီလို ခြေသွက်ဆက်လက်ပြတ်နိုင်မယ်ဆိုရင်သူ့ရဲ့တန်ကြီးတွေကပြန်ပြီးတော့လဲတက်လာနိုင်ပါတယ်ခင်ဗျလက်ရှိချိန်မှာတော့ယူရို85သန်းဆိုတဲ့တန်ကြီးအမောင့်ပမာဏကိုဘယ်လိုမျိုးထင်ပါသလဲခင်ဗျကဲကျွန်တော်နောက်တစ်ယောက် Moiset Kaisiro ချက်စီတင်ရဲ့ကွင်းလယ်ပိုင်းမှာဒီတရာဒီလုံး38ပွဲတိတိဝင်ပြီးတော့ကစားခဲ့တဲ့ Kaisiro ကတော့အရင်တော့အထက်ယူရို10သန်းဝင်းကျင်တန်ကြီးမြင့်တက်ခဲ့ပါတယ် Moiset Kaisiro ရဲ့အသက်အရွယ်နဲ့ချက်စီမှာမဖြစ်မနေပေါ်တော့ကွင်ရနေတဲ့ကစားသမားတစ်ယောက်အနေနဲ့ဒီထက် တန်ကြီးတွေပို့ပြီးမြင့်တက်လာဖို့ရှိပါတယ်။ပြီးခဲ့တဲ့ FIFA Club World Cup Los Angeles နဲ့တွေ့တဲ့ပွဲစဉ်မှာလည်း Moises Caicedo ရဲ့စွမ်းဆောင်ရေးကကြောက်ခမန်းလေးလေးကောင်းခဲ့ပါတယ်။အဲ့တော့ Caicedo ဒီ Premier League ရဲ့ ကောင်းဆုံး defensive midfielder တွေကတယောက်လိုလဲပြောရမှာပါတမနီကဲအန်ဂိုလိုကွန်တေတောင်နောက်ပိုင်းရာသီတွေမှာဒဏ်ရာပြဿနာနဲ့အနေနဲ့ကြုံတွေ့ခဲ့ရသေးတယ်။သို့တော့ကိုင်ဆီရိုကတော့ဒဏ်ရာပြဿနာကင်းစင်တယ်၊လုံးဝ fine နဲ့တုံတုံဒဏ်ရာရရင်တောင်မှ PPTD နဲ့ပြန်ထလာနိုင်တဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်ချယ်ဆီအနေနဲ့ပေးရတဲ့ဈေးကိုထိုက်တန်မှုရှိတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဗျ။အဲ့ဒါကြောင့် Moises Caicedo ရဲ့တန်ကြီးဟာပြီးခဲ့သောရာသီတွေအထက် Euro 10သန်းမြင့်တက်လာခြင်းလည်း ဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်နံပါတ်၈နေရာမှာရှိနေတဲ့ player ကတော့ Phil Foden ဖြစ်ပါတယ် အဲ့တော့မန်စီးတီးသင်းရဲ့တောင်ပိုင်ကစားသမားတွေယူရိုတန်150လောက်ထိတန်ကြီးတွေတက်ခဲ့ဘူးတယ်ဗျအခုတော့ယူရိုတန်100တီးတန်ကြီးကျသွားတာပါအရင်တော့ကဖီဖိုတန်အမြင့်ဆုံးပေါက်ခဲ့တဲ့တန်ကြီးတွေယူရိုတန်130ဖြစ်ပါတယ်အဲ့တော့တန်150ကနေ130 130ကနေယူရိုတန်100လောက်ထိဈေးကျသွားတဲ့သဘောမျိုးပဲဒါကလည်းဖီလ်ရဲ့ပြီးခဲ့သောဘောလုံးရာသီမှာပြတ်တက်ခဲ့တဲ့ခြေသွမ်းပေါ်မှာအခြေခံပြီးတော့ဒီတန်ကြီးကိုပြန်လဲတော့ချက်ထားတာဖြစ်တယ်လို့ထင်တယ်အဲ့တော့ဖီရဲ့အသက်အရွယ်ကအကောင်းဆုံးအချိန်တော့မဟုတ်တော့ဘူးဗျ25ဖြစ်သွားပြီ တော့သူ့ရဲ့အသက်အရွယ်26 29လောက်ရောက်တဲ့အချိန်မှာခြေသွမ်းအမြင့်ပိုင်းထားရဖို့လိုတယ်ဒီလိုမှမထားနိုင်ရင်တော့ FIFO Dan ဒီတန်ကြီးအဖြစ်ဒီတက်ပို့ပြီးတော့ ကြလာဖို့ရှိတယ်ဒါကလည်းအသင်းရဲ့အောင်မြင်မှုเนาะအသင်းလိုက်ဟိုဘယ်လိုပြောမလဲစ조사အထုံးမှုသူရရှိတဲ့ကိန်းကနဲ့အချက်လက်တွေနဲ့လည်းစိုင်းတယ်အတွင်းကိုဘယ်နှကိုအတွင်းနဲ့ဖန်တီးမှုဘယ်နှချိန်ရခဲ့တယ်ဒီအချက်လက်တွေကောင်းရင်တော့ fee ရဲ့တန်ကြီးကပြန်ပြီးတော့မြင့်တက်လာနိုင်တယ်လို့ထင်ပါတယ်လက်ရှိချိန်မှာတော့ euro တန်30တိတိတန်ကြီးနှိမ့်သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျကဲအဲ့တော့နောက်ထပ် player တယောက်ကတော့တန်ကြီးတွေအစမတန်မြင့်တက်လာတဲ့ Macalister ဖြစ်ပါတယ်ခင်ဗျ Macalister ကတော့ Brighton အသင်းကခေါ်သင်အချိန်ကာလတုန်းက လီဗာပူးဒီပြောင်းရွှေ့ကြီးတက်တက်တတာနဲ့ခေါ်ဝင်နိုင်ခဲ့တာပေါင်35သန်းဝင်းကျင်လောက်လားမသိဘူးအဲ့တော့မက်ကလစ်စတာအခုတန်ကြီးဟာယူရိုတန်း100တောင်ဖြစ်သွားပါပြီပြီးခဲ့တော့နောက်ဆုံးပေါက်ခဲ့တဲ့တန်ကြီးကယူရိုတန်း90ပါ100သန်းတိတိမြင့်တက်သွားခဲ့ပါတယ်ဒါတဟုံတို့မက်ကလစ်စတာရဲ့တန်ကြီးတွေကမြင့်တက်လာတယ်လို့ပြောလို့ရပါတယ်မက်ကလစ်စတာဒီလီဗာပူးအသင်းမှာ200သန်းဇက်တိုက်ပေါ့နော်အကောင်းဆုံးဆက်ဆောင်ရည်တွေပြသနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်နောက်လာမဲ့ဘောလုံးရာသီမှာ အနာစလောင်းနဲ့ထပ်ပြီးတော့အတွဲဖက်မိရင်ဒီထက်ပိုတန်ကြီးတွေတက်လာနိုင်စရာအကြောင်းအများကြီးရှိပါတယ်ခင်ဗျ။ကဲနောက်တစ်ယောက်ဒီတရာဒီလုံးနားခဲ့ရတဲ့မန်စီးတီးကွင်းလေအထိုင်ကစားသမား ရိုဒရီပါရိုဒရီရဲ့တန်ကြီးအကြောင်းမပြောခင်မှာရိုဒရီရဲ့တန်ဘိုးကိုကျွန်တော်ပြောရလိမ့်မယ်လူတယောက်ရဲ့တန်ဘိုးပေါ့ဗျာရိုဒရီရဲ့ဆိုင်လူတယောက်ရဲ့တန်ဘိုးပေါ့အဲ့တော့ရိုဒရီတန်ဘိုးဘလောက်ထိကြီးတယ်လဲဒီတရားဒီလုံးမှာမန်စီးတီးတိုင်ပတ်ခဲ့တာကိုကြည့်ရိုဒရီတယောက်မပါလိုက်တာနဲ့တော့အကောင်ကြီးကတကယ်ကိုကောင်းတာကိုင်းလေဟန်ချက်ကိုညိနေအောင်ထိန်းထားနိုင်တဲ့ပလေယာတယောက်ကျွန်တော်ကတော့ကြိုက်တယ်ရိုဒရီဒီအန်ဒရိတ်ပလေယာလို့တောင်ပြောရမယ်တော်တော်တသိမ့်နေတတ်တယ်ပပနဲ့နဲ့နေတယ်တိတ်ပြီးဟို popping မလုပ်ဘူးဗျာအဲ့အတွက်ကြောင့်ပရိသတ်ကြားထဲမှာရေပန်းစားခြင်းမှာတော့စားလိမ့်မယ်ကြော်ကြားခြင်းမှာတော့ကြော်ကြားလိမ့်မယ်ဒါပေမဲ့ဘောလုံးစကေးအရတော့တကယ်ကိုကောင်းတဲ့ကောင်းကြီးဖြစ်ပါတယ်အဲ့တော့ရူရီက လက်ရှိလောတဲ့ဘာလွန်ဒေါ်ပိုင်ရှင်ဆိုလည်းမမားပါဘူးရူရီရဲ့တန်ကြီးကတော့ဒီတရားဒီလုံးနားခဲ့ရတဲ့အတွက်ကြောင့်အနေငယ်ပြန်လဲကျသွားပါတယ်ယူရိုတန်130ကနေလက်ရှိချိန်မှာယူရိုတန်130ပဲရှိပါရယ်ဒက်ဖန်ဆစ်မီဖီလ်ဒါတယောက်ဖြစ်တဲ့အတွက်ကြောင့်အသက်အရွယ်တစ်ခုရောက်ထိကစားလို့ရသေးတဲ့အတွက်ရူရီနောက်လာမဲ့ဘောလုံးရသည်မှာခြေသွမ်းပြနိုင်ရင်တော့တန်ကြီးအနေငယ်ပြန်လဲမြင့်တက်လာနိုင်ပါတယ်နောက်ဆုံး9ယောက်ပဲခြံတော့တယ်ကို ပါမာနံပါတ်9မှာရှိနေတဲ့ပါမာကတော့ပြီးခဲ့သောပေါက်ကြီးကယူရိုတန်130အခုတော့ယူရိုတန်120နဲ့တန်ကြီးအနည်းငယ်ကျသွားပါတယ်ဒါကလည်းကျတဲ့လို့ကျတာပါ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ချဲစီအသင်းမှာကိုပါမားရဲ့စွမ်းဆောင်ရည်ဒီမလုံလောက်ခဲ့ဘူးပေါ့နော်ရာသီဤစလောက်မှာတော့ကောင်းတယ်ဘောလုံးရာသီအလယ်လောက်မှာနီးပြရဲ့ကကြိုးကြောင်ပေါက်ကြရဲ့ရှောက်ပြောတဲ့ပြောဆိုမှုတွေကသူ့ရဲ့ခံယူချက်ပိုင်းနဲ့စစ်တဲ့ပိုင်းကိုဆွဲချသွားစေတယ်လို့တော့ကျွန်တော်ထင်တယ်ဗျအဲ့တို့ကြောင့်ပါမားဘောလုံးရာသီသုံးပုံပေါ်မှာတပုံလောက်ပဲရှိခဲ့ပါတယ်ကျန်တဲ့နှစ်ပုံကစွမ်းဆောင်ရည်ကောင်းမပြနိုင်ခဲ့ပါဘူးပုံပုံလေးလေးပြောရင်တော့လက်ရှိအချိန်ထိလည်းကိုပါမားရဲ့စွမ်းဆောင်ရည်ကချဲစီကိုဆက်ဆက်ရောက်လာတဲ့အချိန်တုန်းကစွမ်းဆောင်ရည်မျိုးမရသေးပါဘူးခင်ဗျအ ဲ့တော့ကြောင့်ပါမားကတော့သူ့ရဲ့အသက်အရွယ်အရခြေသမိုင်းအရယူရိုတန်120တန်နေသေးတယ်လို့တော့ထင်ပါတယ်ကဲနောက်တစ်တရားကတော့အလက်ဇန္ဒားအီးဆက်ဖြစ်ပါတယ်အီးဆက်ရဲ့ဆွမ်းဆောင်ရည်ကဒီနေ့ရာဒီမှာတောက်ရင်ကျန်းထော်သွားတာဗျအဲ့တော့ယူရိုတန်100ကနေတန်120အထိဈေးတက်သွားခဲ့တယ် တက်လဲတက်ချင်စရာပါပဲသူ့ရဲ့အသက်အရွယ်က25နှစ်ရှိပြီဖြစ်တဲ့အတွက်ဒါတော့အကောင်းဆုံးအချိန်ပေါ့နော်ယူရိုတန်150လို့ဘာလို့တောင်းလဲဒီအချိန်မဲတောင်းလို့ရမယ်နောက်တစ်နှစ်နှစ်ကြာရင်တော့အီးဆက်ရဲ့တန်ကြီးကသူ့အသက်အရွယ်ကအနည်းငယ်ပြန်ကျလာဖို့ရှိပါတယ်ကဲနံပါတ်3နေရာမှာရှိနေတဲ့ပလေယာကတော့ဒီနေရာဒီမှာကျွန်တော်တန်ကြီး7တန်းမြင့်တက်သွားခဲ့တဲ့အာစနယ်အသင်းရဲ့ကွင်းလယ်ကစားသမား Declan Rice ဖြစ်ပါတယ်တနည်းအားဖြင့် Premier League ရဲ့တန်ကြီးအမြင့်ဆုံးတတိယနေရာမှာရှိနေတဲ့ကစားသမားပါ Declan Rice ရဲ့တန်ကြီးကလက်ရှိ Euro 2020ကတော့ တန်ပါပဲဗျ။အာကြီးတို့ခေါ်စဉ်အချိန်ကာလတုန်းကပေးခဲ့ရတဲ့ပြောင်းရွှေ့ခြေအတိုင်းတော့ကွက်တိဖြစ်သွားတယ်ဗောနော်။သူ့ဆရာ David Moyes ကလည်းဟိုကြွယ်တာဗောဗျာ။ကျွန်တော်ကတော့ကျွန်တော်ကစားသမား150တန်နဲ့ဘာညာပြောခဲ့တာနော်။မြုံမရှိနဲ့ခင်ဗျားတို့အခုကြည့်ဆိုပြီးတော့ပြောသွားသလိုမျိုးဗော။ Rice တကယ်ကြီးကောင်းမှာ။ဒီနေ့ရသေး Rice ဘလောက်ကောင်းခဲ့တယ်လဲ။ ဆိုရင်အာစနယ်တည်းရဲ့ကွင်းလယ်ပိုင်းမှာမာတင်အိုဒီကက်ကအရင်တော့အဇန်ရှယ်ပလေယာနော်အခုချိန်မှာ Rice ဒီပို့ပြီးအရေးကြီးလာတယ်ဒါလည်းအာတီတာသုံးတက်တဲ့အပိုင်းနဲ့လည်းစိုက်မှာပေါ့နော်အဲ့တော့ကြောင့် Rice ရဲ့တန်ကြီးသည် Euro 320 ြစ်ခဲ့ပါပြီ။ကဲတော့လက်ရှိပရီးမီးယားလိမှာဒုတိယတန်ကြီးအများဆုံးဈေးအကြီးဆုံးကစားသမားကအာဆနယ်ပရိသတ်တွေငရုတ်သီးလေးလို့ခေါ်တဲ့ဘူကာယိုဆာကာဖြစ်ပါတယ်။ဒါအာတီတာရဲ့ပြုစုပျိုးထောင်မှုတွေပေါ့ဗျာ။ဘူကာယိုဆာကာအရင်တော့ဘာတန်ကြီးမှမရှိခဲ့တဲ့လူငယ်ကစားသမားလေးဘဝကနေဒါပရီးမီးယားလိရဲ့ဒုတိယတန်ကြီးအမြင့်ဆုံးကစားသမားတစ်ယောက်ဖြစ်လာခြင်းသည်အာတီတာကြောင့်မဟုတ်ရင်ဘသူကြောင့်လို့ထင်ပါတယ်။အဲ့ဒီတော့ကျွန်တော်ကလက်ရှိ modern ဘလုံးလောကနီးပြရတဲ့မှာအာဒေတာကိုအကြိုက်ဆုံးလို့ပြောတာပါဖလားရခြင်းမရခြင်းဘေးဘယ်တာဗျာဒီလိုမျိုးဘာမှမဟုတ်တဲ့ကစားသမားလေးတယောက်ကိုတန်ကြီးဒုတိယအမြင့်ဆုံးကစားသမားတယောက်ဖြစ်အောင်လှုပ်ပေးဖို့ဆိုတာမလွယ်ပါဘူးနီးပြကောင်းတယောက်ရဲ့အရေးသွေးအရေးချင်းထဲမှာကစားသမားပြုစုပြထောင်မှုတွေလည်းအများကြီးပါပါတယ်စူဖလားနဲ့အာဒေတာလက်ရှိအချိန်ကံမဆက်သေးတာလို့ပဲကျွန်တော်မြင်ပါတယ်ခင်ဗျအဲ့တော့ဘူကာယိုဆာကာဒီယူရိုတန်150ပေါက်ကြီးတိုင်းဆက်လက်တည်တံ့ရပ်တည်နေတာကိုတွေ့ရပါတယ်ဒါတောင်မှဒီနေ့ရသည်ဆာကာ နားခဲ့တဲ့ပွဲစဉ်တွေကအများကြီးနော်အာစနယ်ဖလားတလုံးရမယ်ဘူကာယိုဆာကာဒီတက်ပို့ပြီးကိန်းဂဏန်းအချက်လက်တွေကောင်းမယ်ဆိုရင်ဘူကာယိုဆာကာယူရိုတန်180လောက်ထိဈေးတက်လာနိုင်တဲ့ပလေယာတစ်ယောက်လည်းဖြစ်ပါတယ်ကဲတော့နောက်ဆုံးအနေနဲ့ပရီးမီးယားလိရဲ့ တန်ဖိုးအမြင့်ဆုံးဈေးအကြီးဆုံးကစားသမားကတော့ Arlen Haaland ဖြစ်ပါတယ်။ Haaland ကတော့ငကုတ်ကလေးငကြွပြသူ့ရဲ့တန်ကြီးက Euro 100လောက်ထိဖြစ်သွားသေးရဲ့ပေါ့နော်။ဒါတော့မှဒီနေ့ရာဒီဘောလုံးသိမ့်မကစားခဲ့ရတဲ့အတွက်ကြောင့် Euro 100လောက်ရော့ပြီး Euro 180လောက်ဈေးကျသွားတာပါ။ Arlen Haaland ရဲ့အသက်အရွယ်နဲ့သူ့ရဲ့ကိုယ်သွင်းနှုန်းကိုယ်သွင်းစွမ်းရည်ကစားပုံ ကစားပေါက်ကလက်ရှိချိန်ကပေါက်မှာအကောင်းဆုံးအထောင်တိုက်စစ်မှုပဲရှင်းရှင်းလေး။ နော်ဘန်ဂျမင်ရှက်ကိုဘလောက်ကောင်းတယ်ပဲပြောပြောယော့ကက်ဘလောက်ကောင်းတယ်ပဲပြောပြောဒါဟာလန်ကတော့အရင်ဂိုးတွေအများကြီးတွင်းလာတဲ့ကစားသမားဗျာကျွန်တော်ကတော့ဟာလန်ကိုအထောက်တိုက်စစ်မှုတွေထဲမှာသဘောအကျဆုံးဖြစ်ပါတယ်တကယ်ကိုဂျိုသားပါအဲ့ဒါကြောင့်လက်ရှိအချိန်မှာအားလိန်ဟာလန်ကတော့ပရီးမီးယားလိရဲ့တန်ဖိုးအမြင့်ဆုံးဈေးကြီးဆုံးကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာညင်းစရာမရှိပါကြောင်းတုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်